မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဒီရက်နေ့အသွေးတွေကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။ခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီနေ့မတ်လ12ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ Asia Society ကကျင်းပတဲ့မြန်မာနိုင်ငံရဲ့အစိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တာအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့တဲ့သတင်း။ တံပြူစီရဲ့မြို့နယ်မှာငွေရစေဝါရောင်းဝယ်ဖောက်ကားနေသူကိုမြို့နယ်ပကဖဖမ်းဆီးရတဲ့တွင်ကြောက်ဖြူမြို့နယ်အတွင်းကြေးရွာတွေကိုအကြမ်းဖက်ဆဲအုပ်စုကဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်တဲ့တွင်ရန်ကုန်မြို့မှာအကြမ်းဖက်ဆဲအုပ်စုကို ILO ပုံမှ33နဲ့ဘားကြောင့်အေးအေးယူရန်လိုအပ်လဲဆိုတဲ့စာသားများဖြန့်ဝေတဲ့တွင်တရချောင်းမြို့နယ်မှာအကြမ်းဖက်ဆက်ကောင်စီရဲ့အဆက်လီကို PDF တွေတိုက်ခိုက်အကြက်ဖက်တက်တာ20ဦးကျော်တေဆုံးပြီး30ဦးခန့်ဒဏ်ရာရတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းက ူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လည်းဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ Asia Society ရဲ့ကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်တဲ့တင်ပဲဖြစ်ပါရဲ့ရှင်။ Asia Society ကမလ6ရက်မှာ ပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမိုးထွန်းတက်ရောက်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမိုးထွန်းမြန်မာညီညွတ်ရေးအစိုးရဂျာကာလာဗဟိုဘန်အထူးအကြံပေးပုဂ္ဂိုလ်ပါမခအရှောင်းတာနယ်နဲ့ Asia Society ရဲ့အမှုဆောင်ဒုဥက္ကဋ္ဌနဲ့ Shed Operation Officer ဖြစ်သူ ဂျဘရာအိုက်စီမန်တို့တက်ရောက်ဆွေးနွေးခဲ့ကြပြီးအမေရိကန်တန်ယုံအရာရှိချုပ်ဟောင်းပရီစီလာကလက်ကအွန်လိုင်းမှာတဆင့်ပါဝင်ဆွေးနွေးခဲ့တာပါ။တမ်မတီဦးကျော်မိုးထွန်းကကျွန်တော်တို့နိုင်ငံတကာအတိုင်းဝိုင်းကနေအကူအညီအများကြီးလိုပါတယ်။ကျွန်တော်တို့ပြည်သူတွေကကြံ့ကြံ့ခံပြီးအကြံဖတ်ဆိုးစုကိုတွန်းလှန်နေပါတယ်။ပြည်သူတွေရဲ့ကြံ့ကြံ့ခံမှုတွန်းလှန်မှုများကြောင့်ကျွန်တော်တို့အနိုင်ရနေပြီးအကြံဖတ်ဆိုးစုကကြာဆုံးနေတယ်ဆိုတာကိုကျွန်တော်အသေးအချာပြောနိုင်ပါတယ်။ ကျွန်တော်တို့တော်လန်ရေးကတုံညာကနေစခဲ့တဲ့တော်လန်ရေးဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့တော်လန်ရေးလက်နက်ကင်အဖွဲ့များနဲ့တိုင်းသာတော်လန်ရေးလက်နက်ကင်အဖွဲ့များကနေမြေ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဆွေးနွေးပွဲမှာတာမတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံလက်ရှိအခြေအနေနိုင်ငံတကာအခမ်းအနားအာဆီယံအခမ်းအနားစတဲ့အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ပါတယ် ကျွန်တော်တို့တော်လိုင်းရေးကပြည်သူကိုဗဟုပြုတဲ့ပြည်သူကိုဥတီထားတဲ့တော်လိုင်းရေးဖြစ်ပါတယ်။ဒီတော်လိုင်းရေးမှာလူငယ်တွေရဲ့ပါဝင်မှုဒါပြင်ဆိုရှယ်မီဒီယာနှိပညာများရဲ့အထောက်ပံ့များကြောင့်တော်လိုင်းရေးကိုပိုပြီးရှေ့ရောက်စေရပါဒါတွေကြောင့်ပဲကျွန်တော်ဒီနေ့ဒီလိုဆွေးနွေးပြောဆိုခွင့်ရတာပါမြန်မာပြည်တွင်းမှာရှိတဲ့ပြည်သူများမြန်မာပြည်ပြည်ပမှာရှိနေတဲ့ပြည်သူများအထူးသဖြင့်လူငယ်များနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေများကိုကျေးဇူးအများကြီးတင်ပါတယ် နေနေတာကာလအတွင်းသူတို့ရဲ့ကြံ့ကြံ့ခံတွန်းလှန်မှုများကြောင့်ကျွန်တော်တို့တော်လှန်ရေးကအမြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့အခွင့်အရာတော့မှာသူတို့အားလုံးကိုကျေးဇူးတင်ခြင်းပါတယ်။အားလုံးရဲ့ပါဝင်မှုကြံ့ကြံ့ခံမှုများကိုကျေးဇူးတင်ပါတယ်။အားလုံးရဲ့ပါဝင်မှုထောက်ခံမှုကြံ့ကြံ့ခံမှုများကိုဆက်လက်လိုအပ်နေပါသေးတယ်။ဒါကြောင့်ပဲနီးလန်းနဲ့မဆိုကျွန်တော်တို့မြန်မာပြည်သူများအတွက်ကျွန်တော်တို့မြန်မာပြည်တော်လှန်ရေးအတွက်ဆက်လက်ပါဝင်ပေးကြပါထောက်ခံပေးကြပါ အတူတူကတွန်းလှန်ရင်ကျွန်တော်တို့အနိုင်ရမှာတည်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့တာမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်ဒါအပြင်မြန်မာပြည်သူတွေမြန်မာနိုင်ငံရဲ့မိတ်ဆွေတွေကိုလည်းတွန်းလှန်ရင်မှာဆက်လက်ပါဝင် ထောက်ခံပေးကြဖို့အတွက်လည်းတာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ရှင်ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တန်ဖြူစီရဲ့မြို့နယ်မှာမူရစေဝါရောင်းဝယ်ဖောက်ကားနေသူကိုမြို့နယ်ပါကဖဖမ်းဆီးရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင် မွန်ပြည်နယ်တန်ဖြူစီရဲမြို့နယ်တောင်ပိုင်းကယုတ်ပိကြည်ရွာအုပ်စုအန်ခဲကြည်ရွာမှာ WY မွေးရည်စေဝါရောင်းဝယ်ဖောက်ကားနေသူတအူးအိမ်ကိုဖမ်းဆီးခဲ့လို့ရေးပခဘာထံကသိရပါဗျ။ဒေသခံများရဲ့တိုင်ကြားချက်နဲ့ရေးမြို့နယ်ပကဖားနဲ့တန်ဖြူစီရဲမြို့နယ်ပကဖားတို့ကမလ၁၀ရက်နေ့လယ်၁၇နာရီအချိန်မှာဝင်ရောက်ဖမ်းဆီးခဲ့တာပါ။မွေးရည်တရားခံကိုစန်းခန့်အသက်28နှစ်ဆိုသူရဲ့အင်အားဝင်ရောက်ရှာဖွေရာ WY တစိမ့်စေပြား 2884ပြားတို့ကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ရှာဖွေရာရွှေနှစ်ချက်သာငွေ9000ဆိုင်ကတစည်းတို့ကိုပါလက်ရဖမ်းဆီးရမိခဲ့တယ်လို့ပြောပါတယ်အကြံဖတ်ဆေအစုကစိတ်ကြွမှုရဲ့စေဝါများကိုဖြန့်ချီနေရကိုသိရတယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ကြောက်ဖြူမြို့နယ်အတွင်းကြေးရွာတွေကိုအကြံဖတ်ဆေအစုကဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းကအခြေရွာတွေကိုအကြမ်းဖက်ဆဲအုပ်စုကဒရုန်းတွေနဲ့ရွေကျက်ရှိရှိတိုက်ခိုက်မှုတွေပြုလုပ်နေရလို့ဒေသခံပြည်သူတွေကပြောပါရယ်။ကြောက်ဖြူမြို့နယ်မှာအကြမ်းဖက်ဆဲအုပ်စုနဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါရယ်။တိုက်ပွဲကနေရိုင်းလိုလိုဖြစ်နေတာစစ်ခွေးတွေဘက်ကရွာတွေကိုအသက်လွတ်ဒရုန်းတွေနဲ့ဘုံကျဲချနေတယ်။ကြောက်ဖြူမြို့ပေါ်ကလူတွေတော်တော်များများလဲစစ်ဘေးရှောင်နေကြပြီလို့ဒေသခံတအူကပြောပါရယ်။စနဲမျိုးကတိုက်နယ်စေယုံကိုအကြမ်းဖက်ဆဲအုပ်စုက ဒရဘုံနေနဲ့ဘုံကျဲတိုက်ခိုက်လို့တိုက်နယ်စေးုံထိခိုက်ပျက်စီးခဲ့ရပါတယ်။စနဲမျိုးတိုက်နယ်စေးုံကိုအကြံဖတ်ဆဲအုပ်စုရဲ့ကြောက်ဖြူအခြေဆိုင်အမှတ်၈၈တောင်မော်ကြီးရေတပ်စခန်းကမလာ၁၇ရက်မနက်၃နာရီခန့်မှာဒရုန်းနှစ်စီးနဲ့ဒရဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ခွဲစိတ်ခံပြိုကျပျက်စီးခဲ့ရပါတယ်။ ရခိုင်ပြည်မှာ2025ခုနှစ်အတွင်းအကြမ်းဖက်ဆဲအုပ်စုကြောင့်တည်ဆုံးရသူပြည်သူ45ဦးထိရှိနေတယ်လို့နိုင်ငံရေးကျင်းသားများကိုကြီးဆောက်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးရသိရပါတယ်။ AAPP ကောက်ယူထားတဲ့သတင်းတွေအရ2025ခုနှစ်ဇန်နဝါရီလ1ရက်ကနေမလ17ရက်အတွင်းရခိုင်ပြည်မှာအကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး24ဦးနဲ့အမျိုးသား21ဦးစုစုပေါင်း45ဦးထိတည်ဆုံးခဲ့ရတာပါ။ တည်ဆုံးခဲ့ရသူတွေထဲမှာနှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်၁၈နှစ်အောင်ကလေးငယ်၁၂ဦးထိပါဝင်နေပြီးတည်ဆုံးသူအလုံးကိုအမိနဲ့တကွမှတ်တမ်းထည့်ထားနိုင်တယ်လို့သိရပါဗျ။တည်ဆုံးခဲ့ရသူစုစုပေါင်း၄၅ဦးထဲမှာအကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုကြောင့်တည်ဆုံးရသူ၄၀ဦးထိရှိနေတယ်လို့ AAPP စီးရင်တွေကသိရပါဗျရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရန်ကုန်မြို့မှာအကြံဖတ်ဆဲအုပ်စုကို ILO ပုံမှန်33နဲ့ ။ဘာကြောင့်အေးအေးယွံလိုအပ်လဲဆိုတဲ့စကားများဖြန့်ဝေတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့ကအဆက်မှုဇုံတွေမှာအကြံဖတ်ဆုပ်စုပေါ်အန်ရလိုပုံမှ33နဲ့ဘာကြောင့်အေးအေးယူဖို့လိုလဲဆိုတဲ့စာရွက်များကိုအမျိုးသမီးလှဆင်သုံးပစ္စည်းများထဲမှာထည့်သွင်းပြီးအလုပ်သမားများထံဖြန့်ဝေခဲ့တယ်လို့ရန်ကုန်ဒေါ်လာညီနောင်လေးဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။ခုလှူရှာမှုကိုရန်ကုန်ဒေါ်လာညီနောင်လေးဖွဲ့နဲ့မြေပြင် တပိတ်အင်အားစုတို့ပူးပေါင်းလှူဆောင်ခဲ့တာပါ။ ပြပြဆိုင်ရာအလုံသမားရေးရာအဖွဲ့ရဲ့စံနှုန်းများကိုမလိုက်နာတဲ့အကြံဖတ်ဆဲအုပ်စုကိုအမြန်ဆုံးအရေးယူပေးနိုင်ရန်အတွက်လူလူရဲ့အသံဆန္ဒသဘောထားထောက်ခံမှုများလိုအပ်တယ်လို့ဆိုပါရစေ။အထက်ပါဥပဒေကြောင်းအရအရေးယူခံရပါကအကြံဖတ်ဆဲအုပ်စုရဲ့စီးပွားရေးထောက်တိုင်ပြိုလဲသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆရာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တရားချောင်းမြို့နယ်မှာအကြံဖတ်ဆစ်ကောင်စီရဲ့ဆက်လေကို PDF တွေတိုက်ခိုက်ပြီးအကြံဖတ်တပ်သား20ဦးခန့်တေဆုံးပြီး30ဦးခန့်တရားရတဲ့တဲ့င်ပဲဖြစ်ပါတယ်ရှင်။ တနင်္သာရီတိုင်းထက်ဝဲခရိုင်ထက်ဝဲမြို့မှာတရားချောင်းမြို့နယ်စင်ဖြူပြင်စိတ်ကမ်းဖက်ကိုစုံစမ်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တမ်းကြီးဆက်လက်တစည်းကိုမလာဆယ်ရက်ည7နာရီမှာထက်ဝဲခရိုင်တပ်ပေါင်းစုကထက်ဝဲမြေကျောင်းအတွင်းတိုက်ခိုက်ခဲ့လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPD ရဲ့ထံမှသိရပါဗျ။နှစ်ဖက်အပြန်အလှန်7မိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့အဆက်လေမှာ RPG ထိမှန်ကမိလောင်ပြီးဖျက်ဆင်းသွားတယ်လို့ဆိုပါရယ်။တိုက်ခိုက်မှုကြောင့် အကျန်းဖတ်စစ်ကောင်စီရဲ့ဆက်လီမှာကိုထဲမီးလောင်ပျက်စီးသွားခဲ့ပြီးအကျန်းဖတ်တပ်သား20ဦးကျော်တေဆုံးက30ဦးခန့်ဒဏ်ရာရရှိသွားတယ်လို့ဖော်ပြထားပါတယ်။ဘုံရန်သူဖြစ်တဲ့အကျန်းဖတ်စစ်ကောင်စီကိုထဝယ်မြေကျောင်းအတွင်းအချိန်မီတိုက်ခိုက်ချိန်မုံသွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝမ်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကလေးမျိုးမှာ ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကဥဆောင်ပြီးတော့တော်လန်ပြည်သူတွေကအကြံဖန်စစ်ကောင်စီကိုပြည်ပဆိုင်ရာအလို့သမားအဖွဲ့အစည်းကချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်ဆန္ဒပြတော်လန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးတော့အကြံဖတ်စစ်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ LeBron Data Analysis စတင်ရေးတပိတ်အင်အားစုတည်ထောင်ခြင်း၄နှစ်ပြည့်အဖြစ် ဆန္ဒပြချီတက်မှုကိုလဗရောင်းတောင်ဒေသခံပြည်သူတွေကဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနေဦးတော်လန်ရေးမှသည် Federal Democracy ပြည်အောင်စုစီတို့အစားသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆုံရေးဟစ်ကြွေးမှုတွေနဲ့ချီတက်ဆန္ဒပြခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကိုင်ဆွဲပြီးအကြံဖတ်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြံဖတ်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီရွှေကြီးတပိတ်စစ်ကြောင်း ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုင်ဆွဲပြီးအကြံဖတ်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမြင့်မငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်ဆက်တက်ကြဆုံးရေးဆန္ဒပြတဲ့ပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။ဒါတော့မက်လ12ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။